ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ခမရောက်ရာကျမ်းအခန်းကြီး2ပဲဖြစ်ပါတယ်ဒီကျမ်းရဲ့အနှစ်ချုပ်ဖော်ပြရန်အချက်တွေကတော့ရွေးကောက်တော်မူသောဣသရေလလူမျိုးကို ထောက်ဆောင်မိလူကိုပြင်ဆင်ခြင်းနဲ့အတူ မောရှိမွေးဖွားပြီပြီးတဲ့နောက်အဲကုတ်ထုနန်းတော်မှာနှစ်40ကြာနေထိုင်ရခြင်းမောရှိကိုဣတရီလာတွေကရင်းပယ်ပုံနဲ့မောရှိတကြွန်းတနိုင်ငံသူနဲ့အိမ်တောင် ပြုတ်ခြင်းဆိုတဲ့အကြောင်းနေပါပဲပြားသခင်ဟာသူရွေးကောက်တော်မူသောဣတရီလာတွေအတွက်ထောက်ဆောင်မဲ့လူမောရှိကိုပွားမြင်စေပြီးတဲ့နောက်အဲကုတ်ထုပြည်ရှင်ဖာရောဘုရင်ရဲ့နန်းတော်မှာနှစ်ပေါင်း40ကြာကြာစည်းစိမ်နဲ့နေထိုင်ခိုင်းခဲ့တာကိုဒီကျမ်းမှာမြင်ရပါလိမ့်မယ် ပြီးတဲ့နောက်အခန်း၃မှာကျတော့နန်းတော်ကဝေးကွာလာတဲ့မီဒရန်ပြည်ဆိုတဲ့ဂန္ဓာယအယက်ဒေဝတခုကိုမောရှိရောက်ရှိသွားပုံဘုရားသခင်သူ့ကိုတွေ့ဆုံပုံသူ့ကိုခိုင်းစေပုံများကိုကျွန်တော်ကြားနာကြရပါလိမ့်မယ်။တခါအခန်း၄မှာကျတော့ဣသရေလတို့လွမြောက်စေဖို့အတွက်သူအဲဂုတ်သူ့ကိုပြန်လာမှာကိုဆက်ပြီးတော့တွေ့ရပါလိမ့်မယ်။အခန်း၅ကနေ၁၁အထိမှာကျတော့ဖာရောဘုရင်နှင့်အားပြိုင်ခြင်းဂန္ဓာအကြောင်းဖြစ်ပါလိမ့်မယ်။ဒါတော့ ထွမြောက်ရာကျမ်းအခန်းကြီး1ကနေ7အထိဟာလူမျိုးတော်အားထုတ်ဆောင်သူရဲ့ဘဝဇာလံပဲလို့အကျမ်းပြင်းဆိုကောင်းဆိုနိုင်ပါတယ်။တနည်းအားဖြင့်တော့မောရှိရဲ့ဇာလံပေါ့။ပြီးတော့ဒေါက်တာ J Campbell Morgan ဆိုတဲ့ပုဂ္ဂိုလ်ကြီးကရေးခဲ့တယ်လို့အစမရှိအဆုံးမသတ်သောထွမြောက်ရာကျမ်းကြီးဟာကဘာဦးကျမ်းကိုအမွေခံလာပြီးတော့ဝုတ်ပြူရာကျမ်းနဲ့တောလဲရာကျမ်းတွေကို ဆက်လက်စိတ်ဝင်ပြန့်နှံ့သွားမဲ့ကြမ်းကြီးပဲဖြစ်တယ်ဆိုတာတင်ပြလိုက်ပါစီမောရှိကိုပွားမြင်ခြင်းထမြောက်ရကျမ်းအခန်းကြီး2အငယ်1နှစ်နှစ်ထိုကာလ၌လေဝိအမျိုးသားတယောက်သည်လေဝိအမျိုးသမီးနှင့်အိမ်တောင်ဘက်ပြုတ်၍မိမသည်ပရိသေယူသည်ဖြင့်ပားယောက်ျားကိုပွားမြင်လေ၏ထိုသားသည်အစင်းစလာကြောင်းကိုအမိမြင်နှင့်လုံးလပတ်လုံးဖွက်ထားလေ၏လူဘဝရဲ့မဆန်းကားတဲ့မြင်ကွင်းလေးပါဣဗရေလလူမျိုးတွေကလေဝိတယောက်တခြားလေဝိအမျိုးအနွယ် မိန်းကလေးနဲ့တွေ့ပြီးတော့ချစ်ကြိုက်တယ်ပြီးတော့အိမ်တောင်ပြုတ်တယ်ပါးကလေးမွေးလာတယ်ပါးကလေးကချစ်စရာကောင်းတော့အမေဟာဖာရောဘုရင်ရဲ့အမိအရာအဲဂုတ်ထုရဲတွေကလာပြီးတော့ကလေးကိုယူမြစ်ထဲပြစ်ချပြီးကပ်ပြစ်မှာစိုးတယ်ဒါကြောင့်ကုန်းလာပတ်လုံးကလေးကလေးကိုဖွက်ထားရတယ်ဒီကျမ်းတွေဟာမောရှိရေးပါစီရင်ခဲ့တာပါနော်ဒါပေမဲ့မောရှိဟာသူ့ရဲ့လူဘဝအခြေခံအကြောင်းတွေကိုဖွက်ဖွက်နဲ့နဲ့မလုခဲ့ရှာပါဘူးမိဘတွေကိုလည်းသူအမုန်းမတင်ခဲ့ရှာပါဘူး ကဲအရေးကြီးတာတွေကိုသာသူကဥစားပေးပါလေနောက်ပိုင်းကျမှသူ့အဖေဟာ အာမရန်မိခင်ဟာယောခေဘက်စတဲ့နာမည်တွေကိုကျွန်တော်တို့တိကျွင်ကြုံလာပါလိမ့်မယ်မိဘတွေဟာဣဗရေလကနေဆင်းသက်တဲ့လေဝိအမျိုးအနွယ်တွေပါကြွားစရာမရှိတဲ့အဲဂုတ်ထုကျွနေပါအမြတရလူသားတွေဆိုတာရှင်းနေပါတယ်အဲ့ဒီလိုပဲသူ့ရဲ့ရှင်သန်ရခြင်းအကြောင်းကိုလည်းတူတူတုတ်တုတ်ပဲသူဖော်ပြသွားပါတယ်အငယ်သုံးလောက်တဖန်ဖွဲ့၍မထားနိုင်သောအခါ ကမာကိုင်းပင်ဖြင့်ရက်သောပခက်ကိုယူ၍ရေညှိနှင့်သစ်ဆေးဖြင့်လူပြီးဖြင့်ပခက်ထဲတွင်သူငယ်ကိုထည့်၍မြစ်ကမ်းနာကိုင်းတော်၌ထားလိမ့်။မောရှိဟာကြမ်းမာတဲ့ကလေးလေးဖြစ်ရလိမ့်မယ်။အဆုတ်အားလည်းကောင်းမယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်လဲလူမမြင်သူမမြင်သုံးလားလို့ဖွက်ထားတဲ့ဒဏ်ကိုခံနိုင်ရည်ရှိတာဖြစ်ပါပေါ့။သူဟာလိုအပ်လို့အော်ငိုတဲ့အချိန်မှာတော့အတော်ကြီးကျယ်လောင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ်။အဲဒါပေမဲ့ တနေ့တော့အနာဂတ်မှာဘုရားသခင်ကနေပြီးတော့မင်းဖာရောဘီရင်ကိုငါကိုစားသွားပြီးတော့ဘယ်လိုဘယ်လိုအရေးဆိုဣသရေလလူတွေကိုကယ်ထုတ်လို့လဲပြောရောအာမဖြစ်နိုင်ပါဘူးဖះပြောလို့မှဖြစ်ပါမလားဖះကိုကမယုံရင်ကျွန်တော်ဘယ်နဲ့လုပ်ပါမလို့ဖះဆိုတာမျိုးသူကန်နဂောစာကြီးလုပ်ခဲ့တယ်ကျွန်တော်အတိုင်းပဲလေငငယ်တုန်းကသာအော်အော်ငိုတာအသံမြဲကြီးနဲ့မိဘကိုမုံတောင်းစားတယ်အသက်ကြီးလာလို့ဒုက္ခရောက်ပြီဆိုရင်လဲအသံနဲ့ကြီးနဲ့ဖះဖះကျွန်တော်ဖះတာတယ်စုတယ်လဲ ကြုံယုံပြီးတော့တောင်းတကြတယ်။အဲဒါပေမဲ့တရားသခင်ကများမင်းငါ့အတွက်ဘာလုပ်ပေးစမ်းဘာသွားပြောဆိုပေးစမ်းဆိုတဲ့အချင်းယူလဲကြအောင်ရှောင်ဖဲရှောင်ဖဲနဲ့လုပ်တတ်ကြတယ်မဟုတ်ဘူးလား။ဒါဟာလူသားရဲ့အားနည်းချက်တစ်ခုပေါ့။မိခင်ဖြစ်သူယောကိဘက်ခမရမှာမောရှိလီကိုကြာကြာဖွက်မထားဝန်ဘူး။မတော်တဆအဂိုတူစဗာတယောက်ကင်းလေရင်အေရှေ့ရဖြတ်အလျှောက်ကလေးရထငိုရင်ဘယ်နဲ့လုပ်မလဲ။ကိုကလာပြီးအနှီးလေးလှန်ကြည့်ပြီးယောက်ျားလေးဆိုပြီးပြည်တာနဲ့တိုင်နဲ့ယူပြီးတော့မြစ်ထဲကိုပြစ်ချမယ်။ မိဘတော်မှအထောင်နဲ့ရောက်ချင်ရောက်မယ်။အဲကြောင့်ယောခေဘက်လွတ်ရဟာမှန်တယ်လို့ကျွန်တော်ယူဆတယ်။တချို့ဇွတ်သမားတွေကတော့ဒီအမေဟာယုံကြည်ခြင်းအပြော့တည်းမေတ္တာဓာတ်နည်းတည်းပါလေးလျှောက်ပြောတယ်။တသိကသမိခင်မယ်။သူ့သားလေးကိုသူဘလောက်ချစ်မလဲဆိုတာဒါမိခင်နိုင်စာနာနိုင်ပါလေ။သူကနောက်ပြီးတော့စာကလေးကိုပကက်ထဲမှာထည့်ပြီးတော့ကိုင်းတော်ထဲမှာချထားပြီးတဲ့နောက်ပြစ်မထားခဲ့ဘူး။အငယ်လေးသူငယ်ဤအမလည်း အဘယ်လိုဖြစ်မည်ကိုသိမြင်ခြင်းကအဝေး၌ရက်နေလိမ့်တချိန်မဟုတ်တချိန်ဆိုသလိုမုတ်ချဒုက္ခရောက်မယ်အစားရင်းနှင်းစွာနဲ့သားကလေးကိုပခက်တဲထည့်ပြီးရီမှမျောတယ်ပြီးတော့သူ့သမီးကြီးကိုစောင့်ကြည့်ခိုင်းတယ်မျောလင့်ချင်းယုံကြည်ခြင်းရှိလို့သာသူဟာအခုလိုဆောင်ရွက်တယ်လို့ကျွန်တော်ကခံယူတယ်ဟောယုံကြည်ခြင်းရဲ့အဖြစ်ကုချက်ချင်းပေါ်ပြီအငငယ်ငားမှာကြည့်ဖာရောဘီသမီးတော်သည်ရေချိုးခြင်းကဆင်းလာ၍ကျွန်မတို့နှင့်မြစ်ကမ်းနားမှာလှည့်လေစေကိုင်းတော်၌ပခက်ကိုမြည်၍ဆောင်ယူစေခြင်းကကျွန်မတယောက်ကိုဆစ်လွတ်လေ တရားသခင်ရဲ့စီရင်တော်မူခြင်းဟာအံ့ဩစရာမကောင်းဘူးလားလူသားဟာသူ့ရဲ့ဘဝသူ့မိသားစုဘဝအတွက်ဖျားပေးအုံနောက်နဲ့အတတ်နိုင်ဆုံးအကောင်းဆုံးနှမ်းကိုရွေးချယ်ပေးရတယ်အခုဒီအမှုကိုမောရှေရဲ့မိခင်ဟာတာဝန်ကြည့်တယ်ကြိုးစားပန်းစားဖွက်ခဲ့ပြီးပြီစိတ်ထိခိုက်စွာနဲ့စွန့်ပစ်ခဲ့ရတယ်ဒါပေမဲ့မျှော်လင့်ခြင်းရှိတယ်ဖျားသခင်ကအဲ့ဒီအပေါ်မှာမှထက်ဆင့်ကောင်းကြီးမင်္ဂလာကိုပေးတော့ဒီသားငယ်ကလေးဟာအင်မတန်အရေးပါအရာရောက်တဲ့တမိုင်းချောင်းတစ်ခုအတွက် အသက်ရှင်သန်ပေးရလိမ့်မယ်။အငယ်၆တခက်ဖုံးကိုဖွင့်သောအခါငိုလျက်နေသောငယ်ကိုမြည်၍တနာသောစိတ်ရှိလျင်ဤသူငယ်သည်ဟေပြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးတော့အဲ့တော့ဒီအဂုတ်ထုမီလမီရှိမှဒီကလေးငိုအောင်ဘယ်သူလုပ်တယ်လဲ။ဖျားသခင်လုပ်တာပေါ့သူတင်မကလေးကိုတကိုးတော်နဲ့ဆက်ဆိတ်လိုက်မှာပေါ့။အဲ့ဒီမှာကလေးကထငိုရဲနို့ဆိုငိုဆန်ကလေးကိုမိခင်စိတ်ရှိတဲ့အရင်သမီးတော်ရဲ့နှလုံးသားနဲ့တွေ့ပေးလိုက်တယ်လေ။ဘလောက်ထူးဆန်တယ်လေ။ ဒီမင်းသမီးဟာဒီပကက်ကိုဘယ်လိုမှလွှင့်မပြေးနိုင်တော့ဘူးကြောခိုင်းပြီးတော့မကွားနိုင်တော့ဘူးဒီအချိန်မှာစောင့်ကြည့်နေရတဲ့မော့ရှီရဲ့အမဘိုလိုလိုဒီလိုလိုနဲ့အဲ့ဒီကိုအပြေးရောက်လာတယ်လေအငယ်ခုနှစ်သူငယ်ကြီးအမကကိုတော့အတွက်သူငယ်ကိုထိန်းရသောဟေပြဲအထင်းကိုကျမကွား၍ခေါ်ရပါမည်လို့ဟုဖာရောဘုရင်ကြီးသမီးတော်အားမေးလျှောက်၍အဲ့ဒီလိုမော့ရှီရဲ့အမရင်းငယ်ကလေးနဲ့မရေရေသွားပြီးတော့မေးတယ်တနာစရာကောင်းတယ်နော်သူ့မောင်လေးရဲ့ကိစ္စသူ့မောင်လေးရှင်သန်ခွင့်ရဖို့အရေး ဝင်ပြီးတော့မိတာတင်းလေးကိုရဲ့ကိစ္စမဟုတ်ဘူးနော်ပလိတ်ကသိသွားလို့ရိုက်ညှက်စင်အကုန်တစ်စေလုံးတစ်မြေလုံးဒုက္ခရောက်နိုင်တယ်ဒါအင်မတန်ပီရင်နဲ့လူဘဝဇလန်းလှလေးတခုပဲစာလုံးတစ်လုံးစီဟာကျွန်တော်တို့အတွက်အတိတ်ပဲကိုအလေးအနက်ထင်ဟပ်ပေါ်လွင်နေစေတယ်ဆိုတာသိနေပါတယ်အငယ်ရှိမင်းသမီးကသွားလို့ဟုအခွင့်ပေးလေမင်းငယ်သွား၍သူငယ်အမိကိုခေါ်လေဘလို့အစဉ်ပြေသွားတယ်လေတရားခင်ပေးထားတဲ့အစွန်းသက်သည့်ရှိရှိသမျှနဲ့ ဉာဏ်ရှိရှိသမျှနဲ့ဆောင်ရွက်ခဲ့တဲ့မိခင်ကြီးပဲလို့ကျွန်တော်ကတော့သူ့မိခင်ဖြစ်သူယောခေဘက်ကိုဂုဏ်ပြုတယ်။အမဖြစ်သူမိရိယံကိုလည်းချီးမွမ်းလိုက်တယ်။ယုံကြည်ခြင်းနဲ့စင်ကြင်တုံတရားနှစ်ခုပေါင်းစုတဲ့အခါမှာဘုရားသခင်ကောင်းမှုကိုဖြစ်စေတယ်။ဒါကြောင့်လူတယောက်ရဲ့နောက်မှာဘုရားသခင်လိုက်လာပြီဆိုရင်ဘသူကမှတခြားဘသူကမှဝင်ပြီးရိုက်လို့မရဘူး။ဘုရားသခင်ကိုဖက်တွယ်ထားရင်ဘသူကမှဝင်ပြီးတော့ဖျက်လို့မရစကောင်းဘူး။ ထမြောက်ရာကျမ်းအခန်းကြီး2အငယ်9မှ30ဖာရောဘုရင်၏သမီးတော်ကဤသူငယ်ကိုယူသွား၍ငါ့ဘုထိန်လော့အခါကိုငါပေးမည်ဟုမှားထားသည့်အတိုင်းထိုမိမ့်မသည်သူငယ်ကိုယူသွား၍ထိန်၏သူငယ်ကြီးပွားသောအခါဖာရောဘုရင်၏သမီးတော်ထံသို့ပို့ဆောင်၍မင်းသမီးသည်သားအရာ၌ခံထားလျက်မောရှိအမိဖြင့်မှဲ့၏အကြောင်းမူကားရေထဲကငါနှုတ်ယူပြီဟု ဆိုလိုသည်မောရှိဆိုတာရေထဲကနှုတ်ယူခြင်းပဲတဲ့ဒီနာမည်ကိုတောင်မှဘုရင်သမီးတော်ကပေးတာ တမိုင်းရဲ့အဆိုအရဒီမင်းသမီးဟာ Ramses 2လို့ခေါ်တဲ့အီဂျစ်ဘုရင်ရဲ့သမီးသို့မဟုတ်နှမလို့ဆိုတယ်။အဲ့ဒီအချိန်အီဂျစ်ထုံးစံအရာဆိုရင် မောရှေဟာဖြင်းငန်းအကက်တောင်မှမျောလင့်ချက်ရှိတဲ့မင်းသားဘဝကိုရောက်သွားရတယ်။အကယ်၍သာဒုတိယမြောက် Ramses နဲ့မိဖုရားမှာသားတော်မမွေးခဲ့ဘူးဆိုရင်မောရှေဟာဖာရောဘုရင်ရဲ့နေရာကိုတန်းပြီးတော့ရောက်သွားမယ်လို့ဖြစ်သွားတယ်လို့သမိုင်းပညာရှင်တွေကတွက်ဆကြတယ်။ပထမအချိန်ကိုယ်လူမျိုးကိုကာကွယ်ခြင်းဆိုတဲ့အကြောင်းဖြူတိကြပါစို့။မောရှေရဲ့အသက်40အထိဟာ နန်းတော်မှာကြီးပြင်းခဲ့ရတာသိခဲ့ရပြီ။သူဟာအဲဂုတ်ထုမင်းသားအခုအခေါ်ဝေါ်တိုင်းဆိုရင်တော့ Egyptian prince ပေါ့ Egypt မင်းသားပေါ့ဒါကြောင့် Egypt ထုံးစံအတိုင်းကြီးပြင်းရတယ်လူကလည်း Egypt ပုံစံပဲလို့သိရတယ်။တမိုင်းကတော့အဲ့တိုင်းဆိုတယ်။စကားပြောတာကအစပညာသင်တာကအစအဲ့ဒီ Egypt မင်းသားတို့တတ်အပ်တဲ့အထရသပညာရက်တွေကိုသူဟာသင်ယူခဲ့ရတယ်။နောက်ပိုင်း Midran ပြည်ကိုရောက်ချိန်မှာတောင်သူ့ကိုဟိုကအဲဂုတ်ထုတယောက်အဖြစ်ပဲအသိအမှတ်ပြုခဲ့ကြတယ်။ နေဖျားဗိမ္မာန်တော်မှာသူပညာသင်ရရတယ်။အဲ့ဒီခေတ်ကတော့အခုကိုင်ရိုယူနီဗာစီတီလို့ပြောရင်လည်းရမှာပေါ့။အီဂျစ်ဘာပမိုင်းမှာအီယာမခေတ်ကြီးတစ်ခေတ်ကိုဥဆောင်ခဲ့တာလူတိုင်းသိပါတယ်။နက်ခတ်တာဘေရမှာဆိုရင်လက်ဦးစရာတွေပေါ်ထွက်တဲ့နိုင်ငံ။နေနဲ့ကဘာနဲ့ဘလောက်ဝေးရလဲဆိုတာသူတို့အဲ့ဒီခေတ်ကလေးကတက်တက်နေပြီ။သူတို့ကအဲ့ဒီချိန်ထဲကကဘာဟာလုံးဝိုင်းတဲ့ပုံစံဖြစ်လောက်တယ်ဆိုတာကိုတွေးခေါ်နေကြပြီ။ဓာရုဘေရမှာလည်းအတော်တက်ကြသိကြလို့ အခုမမ်မီးစ်လို့ခေါ်တဲ့အလောင်းကြီးစေးစိန်ကသူတို့ကျွမ်းတာပေါ့ဒါရင်ဘယ်ကအောင်မလဲစေးရောင်ကြီးဆက်တဲ့နေရာမှာလည်းအရန်တော်တယ်အခုသူတေသနာတွေမှာပေါ်ထွက်လာတဲ့ရောင်စုံစေးပကြီးကားကြီးတွေဟာနှစ်၄00ကျော်တာတောင်မှအယောင်တောက်ပြောင်နေသေးတယ်အခုကျွန်တော်ဆိုရင်ကိုယ့်အိမ်မှာကိုစေးထုတ်တာလေးနှစ်တခါလောက်အယောင်ပြက်လို့ပြန်ပြန်ထုတ်နေရတယ်ကတော့ကတော့နှစ်၄00ခန်းနဲ့စေးပေါ်ဆက်မှုအဲ့ဒီကလေးကတက်တဲ့လူအဖွဲ့အစည်းဒါအပြင်အဲကုတ်ထုဟာပညာရက်စုံနေ ပက်စုံတောင်းစုံမှာတော်တယ်ပြိတကတိုက်ကြီးတွေနဲ့စာအုပ်စာတမ်းတွေလည်းရှိခဲ့တယ်ဒီတော့ထီးနန်းကမင်းသားမော်ရှိဆွေမျိုးတခြားဣသရေလတွေကကအုပ်ဖုတ်ပြီးတော့ဘန္နာတိုက်မြို့တွေမှာကြုံခံပြီးဆောက်ပေးနေရတာသူကတော့ကြီးပွားနေတာပေါ့အဲဂုတ်သူတက္ကသိုလ်ပညာတွေကိုသူပေါက်မြောက်အောင်တင်ရရဲဆိုတာအထင်ရှားသိရရတယ်ဘာပဲဖြစ်ဖြစ်အဲဂုတ်သူဟာနေလလက်ခတ်တာယာနဲ့လက်အမျိုးအစုံကိုသာကိုးကွယ်တာအဖက်ရှင်တော်မူသောဖျားသခင်ကိုမကိုးကွယ်ကြဘူးဆိုတော့သူတို့ရဲ့မင်းသားမောရှိ တရားသခင်ရဲ့အလိုတော်ကိုဘာမှညာမှန်မလုပ်သင့်မလဲမတွေးတော့ခဲ့ဘူးမစင်ညင်နိုင်ခဲ့ဘူးဒါပေမဲ့မောရှိရဲ့ဘဝဟာတောက်ပြောင်ခဲ့ပါတယ်နန်းတော်မှာမွေ့လျော်ပြီးအစီအိတ်စားပြီးတော့ပိုက်ကားနေတဲ့လူမျိုးပျော့တော့တော့ပေါ့သွန်းသွန်းနဲ့ဝိုင်းကလေးသောက်လိုက်မောင်မမိတ်ဗန်လေးနဲ့ဇင်ရင့်နေတဲ့မင်းလာမျိုးမဟုတ်ခဲ့ဘူးဒါကိုတမန်တော်ဝတ္ထုအခန်းကြီး9အငယ်20မှာတိထန်ကနေပြီးတော့အခုလိုပေါ်ပြခဲ့တာကိုကိုးကားပြီးတော့ကြည့်လိုက်ပါလေထိုအခါအလွန်အစင်းလှသောမောရှိကိုဖွားမိပြီ ။သုံးလပတ်လုံးအဖအီအိမ်တွင်ကျွေးမွေးကြ၏။နောက်မှပြစ်ထားသည်ရှိသော။ဟာရောဘရင်၏သမီးတော်သည်ကောက်ယူ၍မိမိသားအရာ၌မွေးစားလေ၏။မောရှေသည်လည်းအဲဂုတ်ထုအတက်ပညာအလုံးစုံတို့ကိုသင်၍ပြုတ်သက်သည့်လက်သက်သည့်ရှိ၏။အသက်40ဆေသောအခါဣဒရေလအမျိုးသားဖြစ်သောမိမိညီအကိုတို့ကိုအကြည့်ရှုသွားမည်ဟုအကြံရှိ၏။အမျိုးသားချင်းတယောက်သည်နှင်းဆဲခံရသည်ကိုမြင်လျင်သူ့ဘက်ကနေ၍အဲဂုတ်ထုလူကိုပွက်မြက်သဖြင့်ထိုနှင်းဆဲခံရသောသူအားအနိုင်ပေးလေ၏။ တရားသခင်သည်ဤသူလက်ဖြင့်ငါတို့ကိုကယ်နှုတ်မီအရာကိုညီအကိုတို့သည်နားလည်လိမ့်မည်ဟုထင်မှတ်တော်လေထိုသူတို့သည်နားမလည်ဘဲနေကြ၏လက်ပြန်နေ၌အချင်းချင်းတိုက်ခိုက်ကြပြန်သောသူတို့ရှိရာသို့တွား၍အချင်းလူတို့ညီအကိုချင်းဖြစ်ရဲ့နှင့်အပေကြောင့်တယောက်ကိုတယောက်ညှင်းဆဲကြသည်ဟုဆို၍ရန်ရင်းရာသို့သွေးဆောင်သည်ရှိသောအိမ်နီးချင်းကိုညှင်းဆဲသောသူကအဘယ်သူသည်တင့်ကိုငါတို့အပေါ်မှာအကဲမှုတရားသူကြီးအရာ၌ခံထားသည်မနေ့ကအဲဂုတ်ထုလူကိုတွက်ဖက်ခဲ့လို့ ငါတို့ကိုသက်လို့တော်ဟုဆိုပြီးမောရှိကိုပဲ့ဤထိုစကားကိုကြားလျင်မောရှိသည်ပြေး၍မိဒရန်ပြည်၌ဧဝယ်ဖြစ်တဲ့နေပြည်တွင်ပါးလျောက်ကိုပြင်၍ဤဒါကိုတခြားတစ်ဖက်ကလက်တွေးုံနဲ့မောရှိရဲ့ဘဝဟာကစစ်တချို့ပြောင်းလဲသွားတဲ့အဖြစ်ကိုမြင်သိနိုင်တယ်။အဲဂုတ်ထုမှနှစ်40ကြာနေထိုင်ပြီးကြီးပွားခဲ့ရတာပညာတွေသင်ရတာမှန်ပေမဲ့ဣဗရေလလူမျိုးကိုဥဆောင်တဲ့ကန္တအဖြစ်အဲ့ဒီအဲဂုတ်ထုမှရွှေချီးဆောင်ရတဲ့အချိန်တွေအခြေအနေတွေဟာ <laughs> ူကိုပန့်ဖို့ပေးခြင်းမတိ့နိုင်ခဲ့ဘူးအပြောင်းလဲတစ်ခုက ဖြစ်လာပေးရတယ်အဲ့ဒီအပြောင်းလဲကတော့တခြားမဟုတ်ဘူးမြို့တဲကိုမင်းသားမောရှိဟာတယောက်တည်းထွက်ပြီးတော့လေပတ်နေတော့သူ့လူမျိုးဣသရေလတယောက်ကိုအီဂျစ်တယောက်ကဗိုလ်ကျသိမ့်ဆက်နေတာကိုတွေ့တဲ့အခါမှာသူရစကားပြောပြီးတော့အဲ့ဒီအီဂျစ်ကိုသူတတ်ဖြတ်ပစ်လိုက်ခြင်းပဲသူကဒီကိစ္စကိုသူများတွေမသိဘူးထင်ပြီးတော့အဲ့ဒီအေဂုတ်သူလူရဲ့အလောင်းကိုတောင်းမှမြေအောက်မှာမသိမသာပြုတ်ထားလိုက်ပေးတယ်တဲ့အဲ နောက်တနေ့ကျဣတရီလာနှစ်ယောက်ရံဖြစ်တာကိုတွေ့ပြန်တော့သူကခမရတို့ဗျာဆွေမျိုးချင်းမသက်ကြပါနဲ့ဆိုပြီးတော့ဝင်ပြီးဖြင်းတဲ့အချိန်အဲ့ဒီကတယောက်ကနေပြီးတော့မင်းဘယ်သူကအာနာပေးထားလို့တို့ရံဖြစ်တာဝင်ပြီးစီရင်ရတာလေပါလဲကွာမင်းကကိုအီချစ်ကိုသတ်သလိုငါတို့ကိုသတ်ချင်လို့ဒီလိုလာပြီးတော့ဆရာလုတ်တာလားလေမေရောအာငါကိစ္စတော့လူမိထားပါမကောလားဆိုပြီးအဲ့တော့မှ तू အထိတ်တလန့်နဲ့ထွက်ပြေးခဲ့ရတယ်တဲ့တရားသခင်ဟာဒီလိုကြမ်းတမ်းတဲ့လူသက်မှုနီးနဲ့သူ့လူမျိုးကိုချစ်တယ်ဆိုပြီး တခြားလူတစ်ယောက်ကိုတတ်တာကိုမလိုလားခဲ့ပါဘူးအကျိုးလည်းမရှိပါဘူးထီလည်းမထီရောက်ခဲ့ပါဘူးအချိန်ခါလည်းမသိမ့်သေးပါဘူးအဲ့ဒီလိုလုတ်ရဟာဣသရေလလူမျိုးချင်းကတောင်မှလက်ညှိုးထိုးပြီးပြောစရာတစ်ချက်လိုဖြစ်နေပြီလေပြီးတော့ဒီကိစ္စဟာဖာရောဘုရင်ရဲ့နားလေပေါက်ကြောဖာရောဒေါသအမျက်ချောင်းချောင်းထွက်ပြီးတော့မောရှိကိုတတ်ဖို့အထိတိုက်ရှာခဲ့ပါလေရောတဲ့အဲ့ဒါနဲ့ပဲမောရှိဟာဖာရောဘုရင်စီကပြေးပြီးတော့မီဒရန်ဆိုတဲ့သဲကန်တာရတဲ့ဤတစ်ခုကိုထွက်ပြေးခဲ့ရတာပါပဲ ပမာကျမ်းစာစကားအတိုင်းကြည့်ပါထွံ့မြောက်ရာကျမ်းအခန်းကြီး15ထိုသတင်းကိုဖာရောဘုရင်ကြားသောအခါမောရှိကိုတတ်ချင်းကရှာကြံလိမောရှိသည်ဖာရောဘုရင်ထံမှထွက်ပြေး၍မိဒရန်ပြည်သို့ရောက်စဉ်ရေရင်းနားမှထိုင်၍နားနေလိအခုမောရှိတပြည်လူကိုထိမ့်မြန်ခြင်းဆိုပြီးတော့ဆက်ပါမယ်ကျမ်းသခင်ဟာနန်းတော်မှာနှစ်40ထားခဲ့တဲ့မောရှိကိုမိဒရန်ဆိုတဲ့တခြားပြည်အထိထုတ်ဆောင်လာခဲ့တာဟာမောရှိအနေနဲ့ ဘိုးဘေးတို့ကိုးကွယ်တဲ့အသက်ရှင်တော်မူသောဘုရားသခင်ကိုတိမှတ်ဖို့ဖြစ်တယ်လို့သူ့ရဲ့ဣသရေလလူမျိုးကိုထုတ်ဆောင်ဖို့အတွက်ပြင်ဆင်ပေးဖို့အတွက်ပဲဖြစ်တယ်။အခုဒီအကြောင်းကိုထွတ်မြတ်အောင်ကျမ်းအခန်းကြီး1အငယ်16ကနေ21အတွင်းမှာဖတ်ရှုလေ့လာကြည့်ကြပါစို့။ချိုးခါမီဒရန်ယေဘရောဟိသမီးယီမခုနှစ်ယောက်တို့သည်မိမိတို့အဖအီသိုးစိတ်များကို ရေတိုက်ချင်းကလာ၍ရေခတ်ပြီးပြီးရေပောက်ခွက်တို့၌လောင်းကြ၏။တော်ရင်အချို့တို့သည်လည်းလာ၍သိုးစိတ်များကိုမောင်းကြ၏။ ထိုအခါမောရှိသည်ထ၍ထိုမိမတို့ပဲ့၌နေရက်တိုးစိတ်များကိုရေတိုက်လေ၏ထိုမိမတို့သည်အဖရွေလထံသို့ရောက်ကြသော အဖကအဘဲကြောင့်ယနေ့အလင်းအမြန်ရောက်လာရကြသည်ဟုမေးလေ၏သူတို့ကလည်းအဲကိုထုလူတယောက်သည် အကျွန်ုပ်တို့ကိုတိုးရင်းတို့လက်မှကဲနှုတ်၍ရေလိုသမျှကိုခတ်သဖြင့်တိုးစိတ်များကိုရေတိုက်ပါသည်ဟုပြန်ပြော၏အဖကလည်းထိုသူသည်အဘဲမှရှိသည်နီးအဘဲကြောင့်သူ့ကိုပစ်ထားခဲ့သည်နီးအစာစားစေခြင်းသာ သူ့ကိုခေါ်တယ်ဟုဆိုလေ၏မောရှေသည်ထိုသူထံမှနေ၍ပျော်မွေ့လျက်သမီးဇီပေါ်ရာကို မောရှေအားထိမ်းမြပေးစားလေ၏တမချန်းစာရဲ့ကဘာဦးပိုင်းကပုဂ္ဂိုလ်တွေရဲ့အသက်တာတော်တော်များများဟာခရစ်တော်ရဲ့အသက်တာပုံစံကိုခေါ်ကျူးသွားကြတယ်လို့ကျွန်တော်ဆိုခဲ့ဘူးလေအခုမောရှေဟာလူသက်ကောင်ဖြစ်သွားပြီတရားသခင်ကိုလည်းတိတ်တိတ်ကျွမ်းတဲ့လူကြီးမဟုတ်တာလည်းရှင်းလေ၏ဒါပေမဲ့သူ့ရဲ့အခုဖြစ်ချင်းအကြောင်းလေးတွေဟာတေချာစဉ်းစားရင်အနာဂတ်ကာလမှာပေါ်ထွန်းမဲ့ ခရစ်တော်ရဲ့အရေးအငွေလေးတွေမကင်းသလိုပဲရှိနေတယ်ဆိုတာပြေနိုင်ပါလိမ့်မယ်။သူ့ကိုသူ့လူမျိုးဣသရေလကိုယ်တိုင်ကအယုံကြည်မရှိတာရဲ့သူဟာကြင်းမြောင်းတဲ့ဂျူးအဝန်းဝိုင်းကိုထားခဲ့ပြီးတော့တကြွန်းတနိုင်ငံသားတွေဘက်ကိုမျက်နှာမူသွားတာရဲ့နောက်ဆုံးအဲ့ဒီတကြွန်းတနိုင်ငံသူကိုတောင်မှလက်ထပ်လိုက်တယ်ဆိုတာဟာထူးဆန်းတဲ့ဖြစ်ကလေးတွေပါပဲ။ခရစ်တော်ဟာလည်းဂျူးလူမျိုးတို့ရဲ့ကြင်းမြောင်းတဲ့ကန့်သတ်ပေါင်းကိုကြော်ပြီးတော့တခြားကဘာဘက်ကိုသူ့ကဲ့တင်ခြင်းအလင်းဖြန့်ခဲ့တယ်မဟုတ်ဘူးလား။ သူအင်မတန်စုံမဲ့မျက်နှိုးတဲ့အသင်းတော်တွေကိုဖြစ်စေခဲ့တယ်ဆိုတာကိုစိတ်စိတ်စဉ်းစားနိုင်လို့ရှိရင်မောရှိနဲ့နိုင်ရှင်တိုက်ရဲဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်လာနိုင်ပါတယ်။ကကလာကုံဆုံးသောအချိန်ကြမှာဣသရေလဟာဘုရားသခင်ခရစ်တော်ကိုလက်ခံကြလိမ့်မယ်။မောရှိဟာလည်းနောက်ပိုင်းမှာဣသရေလရဲ့ခေါင်းဆောင်အဖြစ်သူတို့ပြန်ပြီးတော့လက်ခံလာကြရတာကိုတွေ့ရပါလိမ့်မယ်။မောရှိဇီဘောရာကိုချစ်ခင်မြတ်နိုးစွာဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဖြစ်ဇလန်းဟာလည်း ကျန်းတလျှောက်မှာလွန်းလောက်เสียမမြင်ပါဘူးမောရှိဖွဲ့ဖွဲ့နဲ့နဲ့မတင်ပြခဲ့ဘူးလို့ဆိုခြင်းပါတယ်စီဘောရာဆိုတဲ့နာမည်ရဲ့အတိတ်ဘယ်ဟာစာကလေးညက်လို့ဆိုပါတယ်စပယ်ရိုလို့ဆိုပါတယ်တီဘောရာကလေးဟာသူ့အနဲ့သူအေးကုတ်ကုတ်ပဲနေခဲ့လိမ့်မယ်လို့ကျွန်တော်တွက်ဆမိပါတယ်အခုဆက်ပြီးတော့ခွမြဝရချန်အခန်းကြီး၄အငယ်၂၄ကနေအဆုံးအငယ်၂၅အထိဖတ်ကြည့်ကြပါစို့ထိုမိမ့်မွားသောသားကိုဂေရရှုံအမည်ဖြင့်မှဲ့၏ အကြောင်းမူကားငါသည်တကြွန်းတနိုင်ငံ၌ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသည်။ကာလအင်တန်ကြာပြီးမှအေဂုတ်သူရှင်ဘီအနိစ္စရောက်၏။ဣသရေလအမျိုးသားတို့လည်းအစေကျွန်းခံရသောကြောင့်ကြီးတွားငိုကြွေးကြ၏။ထို့သောအစေကျွန်းခံ၍ငိုကြွေးသောအဖန်သည်ဘုရားသခင်ထံတော်သို့တက်ရောက်၏။သူတို့ကြီးတွားမြည်တမ်းခြင်းအဖန်ကိုဘုရားသခင်ကြားတော်မူပြီးအာဗြဟံဣဇက်ယာကုပ်နှင့်ပြုခဲ့ပူသောပရိယင်ကို အောင်းမေတော်မူ၏။ဘုရားသခင်သည်လည်းဣသရေလအမျိုးသားတို့ကိုကြည့်စု၍ သူတို့အမှုကိုစင်ကျင်တော်မူ၏တရားပတိဟာသူ့ရဲ့ပရင်းရင်ပြုတ်ခဲ့မှုတွေကိုအောက်မေ့ပြီးတော့ဣဗရေလလူမျိုးတော်အတွက်ထွတ်မြောက်ခွင့်ကိုပေးဖို့စင်ကျင်ခဲ့ပါပြီဆုံးဖြတ်ခဲ့ပါပြီဒါအတွက်တရားသခင်မောရှေကိုရွေးချယ်ထားခဲ့ပါပြီတရားသခင်ဟာသူတို့ကိုအခုလိုကြွန်ခံရာအဲဂုတ်ထုမြေကနေကယ်လုထုတ်ဆောင်ခြင်းဟာပါကြောင့်လေဒီလူမျိုးဟာအဲဂုတ်ထုလက်အောက်မှာမရှိဝင်အောင်မြင့်မြတ်တဲ့လူမျိုးဖို့လို့လားလုံးဝမဟုတ်ပါဘူး ဒီလူမျိုးဟာဖျားသခင်အပေါ်မှာတစ္ဆာရှိခဲ့ကြလို့လားလုံးဝမဟုတ်ပါဘူးဒီလူမျိုးဟာဖျားသခင်ကိုတစ္ဆာဖောက်တတ်တဲ့လူမျိုးပါဒီလူမျိုးဟာအချိန်ချင်းဖျားသခင်ကိုပြစ်မှားပြီးတော့ရောရင်လိုက်ဘာသာရင်လိုက်နဲ့ရုပ်ထုစင်တူတွေကိုတောင်ကိုးကွယ်ခဲ့ကြပါတယ်မောရှေကသူတို့ကိုကယ်တင်ပြီးပွားနေတဲ့အချိန်မှာတောင်မှချင်းရီစိုင်းပြီးတော့ဘာလဆိုတဲ့နတ်ဖျားတွေကိုကိုးကွယ်တာကိုဆက်ပြီးကျွန်တော်တို့တွေ့ရပါလိမ့်ဦးမယ်ဖျားသခင်ဟာတိသူတို့ရဲ့ငိုကြွေးမြည်တမ်းံကိုကြားတယ်နှစ် သူတို့ရဲ့ဘိုးဘေအာဗြဟံအိဇက်ယာကုပ်တို့ထံမှပေးခဲ့တဲ့ပရင်းရင်ကိုပြန်လဲထောက်ထားတယ်။ဒါကြောင့်သူတို့ကိုတနာလို့သူသစ္စာဂရိကိုလည်းတီချောင်းပြခြင်းလို့အခုလိုကင်းထုတ်တာပဲ။အာဗြဟံကိုဘုရားသခင်ဟာအချိန်ကဘယ်လိုပြောခဲ့တယ်လဲ။မင်းအမျိုးဟာအနာဂတ်မှာတကြွတနိုင်ငံမှာဧည့်သည်ဖြစ်ရမယ်။ပြီးတဲ့နောက်နှစ်400ကျွန်ခံရမယ်လို့ဆိုခဲ့တဲ့အချိန်ပြီးပြီးပြင်းပြင်းကြီးဒီဖြစ်ပြီးဖြစ်ခဲ့ပြီ။အခုတော့ဒီကာလဟာနှစ်400လွန်ခဲ့ပြီမဟုတ်ဘူးလား။ အချိန်တန်ပြီမဟုတ်ဘူးလားတလက်လွတ်မြောက်ခွင့်ပေးဖို့သိမ့်ပြီမဟုတ်ဘူးလားအခုကျွန်တော်တို့ခရိယန်ဒီကိုဘွားအသက်တာကိုကိုပြန်ပြီးစင်ကျင်စဉ်းစားဖို့လိုတယ်အကယ်၍သာကိုဟာကယ်တင်ရေးစုဂျေစုကိုရပြီဆိုရင်အခုဣန္ဒြေလလူမျိုးခံရတဲ့ဂျေစုတော်မျိုးကြောင့်သာကယ်တင်ရေးရတယ်လို့မှတ်သားနားလည်ဖို့လိုလိမ့်မယ်ဒါကိုဖျားသခင်ဟာသိစေခြင်းနဲ့အတွက်လဲနှုတ်ကပတ်တော်မှာတုံသင်ထားခြင်းပဲယောမအောဝါရာစာအခန်းကြီး3အငယ်23 24အရာအဘယ်ကြောင့်နည်းဟုမူကား လူပေါင်းတို့သည်ဒုစရိုက်ကိုပြု၍တရားမခင်ရှိတော်၌အသရေပြက်ကြပြီယေရှုခရစ်ရွေးနှုတ်တော်မူသောအခြင်းအဖိုးကိုမပေးဘဲတရားမခင်၏ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရသို့ရောက်ကြ၏အဖိုးကိုမပေးဘဲဆိုတဲ့စကားဘလောက်တကိုးကြီးတယ်လေကျွန်တော်ဘာကောင်းမှုရှိလို့လဲဘာကျေးဇူးရှိလို့လဲဖခင်ဟာကျေးဇူးတော်ကိုအလကားကျွန်တော်တို့ကို ပေးခဲ့တယ်မရှိဘူးလားကောင်းပြီခရစ်တော်ကကျွန်တော်တို့ကိုအကြောင်းမရှိကျေးဇူးပြုလို့တူသောအကျိုးကျေးဇူးကိုသူခံစားရတဲ့လား ရှင်ဟောအခရိဝင်ခန်းကြီး25အငယ်25ကိုသာဖတ်ကြည့်ကြပြီးတော့အကြောင်းမရှိဘဲငါ့ကိုမုံကြဤဘလောက်များလူသားနဲ့ဖရာတို့ရဲ့ဂုံအဆင့်အတန်းကွာခြားသလဲဆိုတာဟာအဲ့ဒီမှာရှင်းနေပါလေမိုးနဲ့မြေတဲ့ကွာတယ်ဗရာဒလန်ဖန်ဒလန်ဆိုရင်ပြောလို့ရတယ်ဒါကြောင့်ကေတင်ယေစုဂျေစုရဲ့အရှင်သခင်ကိုမြတ်လို့ကြပါကိုးကွယ်ကြပါသူ့ရဲ့ဂျေစုတော်ဟာကျွန်တော်တို့ရဲ့ဘယ်လိုမှယုံမထွက်ပါတဲ့ကပလာသွေးအောင်အပြစ်ထောင်ကနေပြီးတော့ ပြုစင်စွာဆေးကြောလွတ်မြောက်စေတဲ့ကျေးဇူးတော်မှုအထက်ထက်ကြီးမွမ်းထောမနာ ပြုကြပါရှင်ဟောခရစ်ဝင်ကျမ်းအခန်းကြီး3အငယ်16ရာ လောကီသားတို့ကိုကယ်တင်ဖို့အတွက်ပျက်စီးခြင်းတို့မရောက်ဖို့အတွက်ထာဝရအသက်ကိုရဖို့အတွက်ဖျားသခင်ဟာသားတော်ကိုစီလွတ်တယ်ကယ်တင်ရှင်ဖြစ်လောကကိုဆင်းသက်စေတယ်အဲ့ဒီလောက်အထိလောကီသားတွေကိုချစ်တော်မူတယ်ဆိုတဲ့အချက်ကိုဝင်းကွက်ကွက်မြင်နိုင်ပါတယ်ဟုတ်ပါတယ်ကယ်တင်ခြင်းစုဂျေဇူးဆိုတာဟာ ဖျားခင်ရဲ့ချစ်ချင်းမိတာနဲ့ပေးတဲ့အရာဖြစ်ပါတယ်။တစ်ချိန်တည်းမှာကဲတင်ချင်းစုကိုရယူရန်စစ်မှန်တဲ့နှလုံးသားယုံကြည်ခြင်းနဲ့ကိုရောရှင်ခရစ်တော်ကိုချင်းကပ်ကိုးကွယ်ရကြပါလိမ့်မယ်။ဘာဖြစ်လို့အခုလိုပြောတယ်လဲဆိုတော့ကို့မှာကောင်းမှုမရှိ၊ကျေးဇူးမရှိုံနဲ့မကဘူး။ဇာတိပဂရိအီယပိုဟာအပြစ်ရှိနေပြန်သေးတယ်မဟုတ်ဘူးလား။ဒီအချက်ကိုသမာကျမ်းစာရဲ့ဩဝါဒစာရီမှာအထက်ထပ်ဖွင့်ပြထားပါတယ်။ဒါကြောင့်မလို့အဲ့ဒီဇာတိပဂရိကိုပယ်ဖြတ်နိုင်တဲ့ ဝိညာဉ်သဘောအရာပြုပြင်ပြောင်းလဲခြင်းဟာဟိုက်ပြီးလိုအပ်နေတယ်ဆိုတာကိုအထူးကျွန်တော်တင်ပြလိုက်ရှင်ပါတယ်အခုဣသရေလလူမျိုးတွေကိုဘုရားသခင်ပြုတဲ့ကျေးဇူးတော်ကိုပြန်စင်းစားရင်အင်မတန်လေးနက်ပါတယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းကယ်လှုပ်ထိုက်လောက်တဲ့အစဉ်အတိုင်းရှိတဲ့မြင့်မြတ်တဲ့လူမျိုးကျေးဇူးတည်တဲ့လူမျိုးမဟုတ်တာကြီးကိုဘုရားသခင်ကယ်ဆယ်ခဲ့ပါတယ်အဲ့ဒီဂိယူနာနဲ့ပဲကျွန်တော်အပြစ်သားကဘာသားကဘာသူတွေကိုလည်းသွေးပြက်ဖွယ်ပျက်စီးဆုံးရှုံးခြင်းနဲ့ကနေပြီးဘုရားသခင်ဟာ လွတ်မြောက်လမ်းဖြစ်တဲ့ကယ်တင်ခြင်းတရားရဲ့သာဝရအသက်ရဲ့ကိုချပေးခဲ့ခြင်းဖြစ်ကြောင်းတင်ပြလိုက်ပါရစေ။နောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရာကျမ်းခန်းကြီး၃ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။